မင်္ဂလာပါရှင်တင်းနှလုံးအတိုင်းသတင်းဌာနမနခင်သတင်းအစီအစဉ်ရဲ့ဧပြီလ29ရက်နေ့အတွက်နောက်ဆုံးရသတင်းတွေကိုပြပြပေးမှာဖြစ်ပါရရှင်တင်းနှလုံးအတိုင်းသတင်းဌာနရဲ့မနခင်သတင်းအစီအစဉ်ကိုအပတ်စဉ်တင်းနှလုံးနေ့ကနေတောက်ကြနေ့အထိပုံမှန်တင်ဆက်ပေးသွားပါမယ်ရှင်ကချင်ပြည်နယ်ဗမော်မျိုးသိန်းတိတ်ပွဲအတွင်းမှာစစ်ကောင်စီရဲ့တပ်ဆွဲရနေရအချို့ကိုကချင်လွတ်လပ်ရေးတပ်မတော် KNA နဲ့မဟာမိတ်ပူးပေါင်းတပ်တွေကသိမ်းပိုက်ခဲ့တယ်လို့သိရပါဗျ။ ဗမော်မျိုးသိန်းစစ်စင်ရင်ကိုအခုလ25ရက်နေ့ကပြန်လည်စတင်ခဲ့ပြီးမြကြီးနားမြို့နယ်မြစ်စုံဒေသဖားကန်မြို့နယ်ကာမိုင်းနံ့ရလမ်းပိုင်းတွေမှာတိုက်ပွဲပြင်းထန်နေတယ်လို့သိရပါဗျ။အခုလ28ရက်ဗမော်မျိုးသိန်းတိုက်ပွဲအတွင်းကုတ်ကိုတော်ရပ်ကွက်မှာရှိတဲ့ခရိယံဖះเจ้าအနီးတစ်ဝိုက်မှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်တွေကိုတိုက်ခိုက်ခဲ့တဲ့အပြင်ကချင်စုရပ်ကွက်ကဖះเจ้าနဲ့အလကသုံးမှာတက်ဆွဲထားတဲ့စစ်တပ်နေရာကိုလည်းတင်ပိုက်ခဲ့တယ်လို့သိရပါဗျ။ ကျောင်းစုံမြို့နယ်ရမုံရွာမှာရွှေပင်လယ်ကုမ္ပဏီကနေခဲမိုင်တူးဖို့ဖို့အတွက်ဒေသခံတွေကိုတအိမ်ငွေကျပ်9သိန်းစီပေးပြီးပြောင်းရွှေ့ခိုင်းနေတယ်လို့သိရပါတယ်။ရမုံရွာအဖျားပိုင်းကအင်ချင်30ကို အခုလတတိယအပတ်ကစလို့ပြောင်းရွှေ့ခိုင်းနေတာဖြစ်ပြီးအခုလအကုန်မှာအပြီးပြောင်းရွှေ့ခိုင်းထားတယ်လို့ဒေသခံတွေကဆိုပါတယ်။ ရွှေပြည်လေခဲမိုင်းကုမ္ပဏီဟာတရုတ်ပိုင်ကုမ္ပဏီတစ်ခုဖြစ်ပြီးရွာသားတွေကိုပြောင်းရွှေ့ခံသူကတော့ရွှေပြည်လန်ကုမ္ပဏီကမန်နေဂျာဦးတန်းထိုက်ဆိုသူဖြစ်တယ်လို့သိရပါတယ်။ငလျင်တန်တဲ့မန္တလေးတိုင်းကမြို့နယ်အချို့မှာနေအပူချိန်မြင့်တက်နေပြီးအပူရှက်တာကြောင့်လူသေဆုံးမှုတွေရှိလာသလိုဆေးရုံတက်လူနာတွေလည်းများလာတယ်လို့သိရပါတယ်။ မန္တလေးမြို့မှာဧပြီလလလယ်ပိုင်းကစလို့နေ့အပူချိန်40ဒီဂရီဆဲစီရဲ့အထက်မြင့်တက်လာပြီးနောက်အပူရှက်လူနာတွေများလာတာဖြစ်ပါတယ်။မန္တလေးမြို့မှာအခုရက်ပိုင်းအတွင်းအပူရှက်တာကြောင့်ဆေးရုံရောက်လာသူ၄ဦးအထိရှိတယ်လို့သိရပါတယ်။ကျုံးစုမြို့နယ်ထဲကကံမုံကော့ကနေနဲ့မဲတော်ကျေးရွာအုပ်စုတွေကိုစစ်ကောင်စီကအခုလ ပထမအပတ်ကစလို့စံတယူခွေကန့်တန့်ထားတယ်လို့ဒေသခံတွေစီကသိရပါတယ်။ အခုလ9ရက်နေ့ကမေရောကြီးရွာအုပ်စုချောင်းကြီးဝရွာအနီးမှာဆန်အိတ်တွေတင်ဆောင်လာတဲ့ဆက်လေတစည်းကိုစစ်တပ်ကဖမ်းဆီးခဲ့ပြီးနောက်အခုလိုမျိုးစတင်ကတ်သက်ခဲ့တာပါကျိုးစုမြို့နယ်အောက်ဘက်ပိုင်းကကြီးရွာတွေကိုဆန်အိတ်90ထပ်ပုံမှန်တည်ယူခွင့်ကိုကတ်သက်လိုက်ပြီးပုံမှန်စစ်ဆေးတာတွေရှိနေတယ်လို့ဆိုပါတယ် တဝဲခရိုင်လုံးလုံးမြို့နယ်ထဲကရေရှားပမှုကြုံတွေ့နေရတဲ့ကြေးရွာတရွာကိုတဝဲခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှုတပိတ်ကော်မတီ DDMSC ကနေတွားရောက်ကူညီပေးခဲ့တယ်လို့သိရပါတယ်။အခုလ29ရက်နေ့လယ်ပိုင်းမှာတဝဲခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှုတပိတ်ကော်မတီရဲ့လူမှုကွန်ရီဆက်ကော်မတီနဲ့ဒေသခံလူငယ်တွေပူးပေါင်းပြီးတွားရောက်ကူညီပေးခဲ့တာဖြစ်ပါတယ်။ တနင်္လာရီတိုင်းသတင်းဌာနရဲ့မနက်ခင်းသတင်းအစီအစဉ်ကိုနားဆင်ပြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။